ားလုံးမင်္ဂလာပါเนาะဆိုတော့နောက်ဆုံးတော့ရွှေဘာရွှေဘာပဲပေါ့เนาะအဲ့လိုပြောရမှာပါเนาะဆိုတော့ကျွန်တော်တို့အာစနယ်ကဒါပြီးသွားဖို့ကိုအဝေးဘုံမှာစီးတူးနေပေါ့เนาะခဲရခက်စစ်အနိုင်ရယူနိုင်ခဲ့တယ်ပေါ့เนาะဆိုတော့တကယ်ကိုကျွန်တော်တို့ခက်ခဲကြမ်းတမ်းနဲ့ပွဲပွဲဖြစ်ခဲ့တယ်เนาะဟိုမိနစ်92မိနစ်ပေါ့เนาะအငဲကောင်းရဲ့ဒါကိုမရခင်အချိန်တည်းကိုကျွန်တော်တို့တွေ ဒါမျက်နှာကိုမလုံးဝမဖော်ရဲတော့အောင်ဖြစ်နေတယ်ပေါ့နော်တကယ်ဖြစ်ခဲ့ပါတယ်တော်တော်လေးကိုပြီပါကဆော့ရခက်ခဲ့တယ်နော်ခံစစ်ကိုလုံးဝကြစ်ကြစ်လေးလေးနဲ့ပိတ်ဆော့ခဲ့တယ်ကျွန်တော်တို့တော်တော်များများကပြီပါအိုးရဲ့ကစားပွဲအောက်မှာသူတို့ပလန်အောက်မှာကျွန်တော်တို့ကြာရှုံးခဲ့တယ်လို့ပဲပြောရမှာဒါကျွန်တော်တို့ဂိုးတွေမရခင်အချိန်ထိ82မိနစ်ထိကအဲ့လိုမျိုးကျွန်တော်တို့သွားခဲ့တယ်ဗျာဆိုတော့ဒါကိုကျွန်တော်တို့ အငဲကောင်ပေါ့နော်ဝင်လာပြီးတဲ့နောက်ပိုင်းဒီအရာတွေကိုဒီပြဿနာတွေကိုဒီဖြေရှင်းမရတဲ့ပုံစံတွေကိုအငဲကောင်အားလုံးဖြေရှင်းပေးလိုက်တယ်အခုကျတော့ခင်ဗျားတို့တွေဘလို့လဲအငဲကောင်ကိုချစ်နေပြီမလားမညာသေးပေါ့နော်ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒါကစားသမားတယောက်ကိုကနိုင်တဲ့အခါချီးကျူးရမယ်ကျွန်တော်ကချစ်ရမယ်ဆိုတော့ဘလို့ကစားသမားဖြစ်ဖြစ်ကျွန်တော်တို့ကဒါအာဆင်နယ်တစိမ့်ကပ်ပြီးဆိုတာနဲ့ချစ်ပြီးသားဒါလူတိုင်း ကျွန်တော်တို့ညီကိုတိုင်းအာဆနယ်ဖန်တိုင်းလဲချစ်မှာရှင်နေရချစ်ပြီးသားလို့ကျွန်တော်ကတော့ယုံကြည်တယ်အဲ့ဒါမျိုးလဲထင်မိတယ်ပေါ့နော်ဆိုတော့ဟိုပြောကြတဲ့အပေါ်တွေမှာလဲကိုယ်အသင်းကိုပိုကောင်းစေခြင်းလို့ပိုနိုင်စေခြင်းလို့နော်အာဆူပလာတွေရလက်တွေကောင်းစေခြင်းလို့ပြောတာလို့ပဲကျွန်တော်ကတော့အဲ့လိုပဲမြင်မိတယ်ပေါ့နော်အဲ့လိုပဲဖြည့်တွေ့တယ်ပေါ့နော်ဆိုတဲ့ခါမှာကဒီခါမှာတော့အငဲကောင်ကိုလုံးဝကိုကျွန်တော်တို့ချီကျူးခဲ့ရပါမယ်နော်ငဲကောင်ယူပေးတဲ့သုံးမှတ်လို့လည်းပြောလို့ရတာပေါ့နော်ဆိုတော့ ဖိုက်နေတာမှာကျွန်တော်ဒါ trust set ကြီးကိုလည်းမေ့ထားလို့မရဘူးပေါ့နော်ဒီလိုမျိုးအနေထားရှိရဲ့ဆိုတော့ခါမှာဒီဘက်မှာဟိုအရင်ဆုံးအနေနဲ့ကျွန်တော်ပြောချင်နေတဲ့အရာကချီးကျူးချင်နေတဲ့တယောက်ကအဲကိုဖန်ပြီးတဲ့သူတွေအစ်စ်တွေလုပ်တဲ့သူတွေအပြင်ဖယ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကဒီဘက်မှာကဆိုဗီမန်ဒီလည်းမဟုတ်ဘူးကျွန်တော်ချီးကျူးချင်တာရိုင်လည်းမဟုတ်ဘူးနော်ကာဗီယယ်လည်းမဟုတ်ဘူးဆိုတော့ ျွန်တော်နောက်တန်းကလူငယ်ကစားသမားလေး20နှစ်အရွယ်စပိန်လူငယ်လက်ရွေးစင်ကစားသမားလေးမော့စကေယာအော်ဒီကောင်းကတပွဲပြီးတပွဲကောင်းလွှမ်းနေတာကြီးကတကယ်ကိုမယုံနိုင်စရာကြီးလားကျွန်တော်တို့ကတကယ်ကိုရွှေပဲဗျာကျွန်တော်တို့ပြောရရင်တော့မော့စကေယာကိုရလိုက်တာကျွန်တော်တို့ကထီပေါက်တလူမျိုးကိုဖြစ်တာတကယ်တကယ်ကျွန်တော်တို့ပေါင်စတုံးတန်းလောက်နဲ့ ခေါ်ထားတဲ့ကစားသမားတယောက်ကကျွန်တော်တို့ဘလောက်မျောလင့်มาလဲဘလောက်ထိမျောလင့်ထားมาလဲเนาะအခုလို modern ဘောလုံးဖြစ်ကြီးมาเนาะအရင်အနေနဲ့ခေါ်ခြင်းနဲ့ကစားသမားဆိုရင်တောင်မှကျွန်တော်တို့ကအရင်တင်းတုံးဖို့ဆိုရင်ဒါပေါင်တန်း30 40အနည်းဆုံးတော့30လောက်ပေးရတဲ့ကစားသမားမျိုးမှာအရင်မှထားလို့ရမယ်။ဒါမှမဟုတ်ရင်လည်းပေါင်တန်း20အခုလိုမျိုးပေါ့။14-15တန်းလောက်နဲ့ကကျွန်တော်တို့က ဒီအသက်ကြီးအိုတွေပဲရမယ်ဗျာနော်အသက်30နာကန့်နေတဲ့ကစားသမားတွေလည်းရမယ်ဒီကစားသမားကိုပေါင်းစလုံးတန်းနဲ့ကျွန်တော်ရခဲ့တယ်20တနည်းအရွယ်ကျွန်တော်ကသူလုံးပြနေတာရတပွဲနဲ့တပွဲရကျွန်တော်ကြမ်းလွန်းတယ်အခုဒီနေ့ပွဲမှာဆိုရင်ဗျာကျွန်တော်ကသူ့ကိုစိုးရင်ခဲကြတာဟုတ်တယ်မလားဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဆလီဘားလောက်တော့မငြိမ်ဘူးဆိုပြီးတော့ဆလီဘားကိုကျွန်တော်တို့တောင်းတာခဲ့ကြတာကျွန်တော်ထင်တယ်နော်တကယ်ပြောတာဒါကျွန်တော် ရဲရဲရင်ချီကျူးပြီးတော့ရဲရဲရင်ပြောချင်တာကဒီဘက်မှာဆလီဘာပါလာရင်တောင်မှဒီလောက်ခြေစွမ်းပြပါမလားမသေးကြဘူးဒါကအမှန်တရားပဲဒါကိုဘာနဲ့ဥပမာ ပြလို့ရတယ်လဲဆိုတော့ကျွန်တော်တို့ဒီပွဲမှာကပတိန်အဖြစ်ပါဝင်အုံတော်ခံခဲ့တဲ့ကျွန်တော်တို့ကာဗီယဲကြီးအမြဲတမ်းလို့လို့ခြေစွမ်းတတ်တ်မှတ်သေးရှိတဲ့ကာဗီယဲကြီးဒီဘက်နောက်ပိုင်းနေမှာသူတော်မှအမားတွေများခဲ့တယ်ပြီးပါဒါကလည်းဟိုအပြစ်ဆိုခြင်းနဲ့ဆိုတာထက်ဘောလုံးမှာဒါမျိုးတွေကဖြစ်တတ်တယ် ီပါဟိုပြိတက်တွေကိုကြည်အောင်သူတို့အိမ်ကွန်းအာယုကြည်အောင်ပြီးတော့သူတို့ကစားသမားတွေရဲ့စုဖွဲ့မှုအာယုစူးဆိုင်မှုအပြည့်အဝအာယုစူးဆိုင်မှုတွေလည်းကြည်အောင်တစ်ချက်ကလေးမှအလွတ်မပေးတာလောက်ဆရာရှိရဲ့အလုံးတွေကိုမှန်မှန်ကန်ကိုလောက်လောက်သွားတာရှင်ရန်ဝီလျံကိုဆိုလဲတော်တော်လေးကျွန်တော်တို့အာစနယ်ခံစစ်ကထိန်းရတယ်ဒီအနေအထားမှာကျွန်တော်တို့လူငယ်ကစားသမားလေးပေါ့နော် မော့စကယ်ယာကလုံးဝမှလုံးဝအတိအကျဆုံး စားပြသွားတာဗျာတကယ်ကိုသူ့ကိုမဖြစ်မနေချီကျူးခြင်းနဲ့เนาะဆိုတော့ဒါမျိုးရှိမယ်ပြီးရင်ကျွန်တော်ကစားခွက်နဲ့ပတ်သက်လို့เนาะကစားခွက်နဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့တကယ်ကိုကျွန်တော်တို့ဘီဘာကိုနီးပြဘေဘာဒီရဲ့အောက်မှာကြာရှုံးခဲ့တယ်ကြာရှုံးခဲ့တယ်ဆိုတာမှာကသူတို့ကအနံ့ရဖို့ရအတွက်မကန်တာမျိုးဘူးပေါ့เนาะအဲ့လိုမျိုးပြင်ဆင်လာတာမျိုးဆိုရင်တော့ဒါဟိုဘလုံးမှာ ညာအဲ့ဒီဒီအတင်းကိုကျွန်တော်တို့ကကစားွက်အောင်ရောက်เสียမလို့ဆိုတဲ့အခါမှာအာဆနယ်ကအနိုင်ရဖို့အတွက်ကစားမယ်သူတို့ကဟိုတရေကိုဟိုခံစစ်ကိုအဓိကတော့เนาะကြစ်ကြစ်လေးလေးလုပ်ပြီးတော့တရေတရေပြီးမှဟိုရရရင်ရရလို့သွန်းမယ်ဆိုတဲ့အနေအထားမျိုးနဲ့ဝမ်းစည်းနဲ့ပဲနိုင်နိုင်ပေါ့เนาะအိမ်ကွန်းအားယူပြီးတော့ဒီလိုမျိုးလာတဲ့အခါမှာကကစားရခက်တယ်ဒါကဘောလုံးရဲ့တဘာဝပဲကိုကအပေါ်ကနေကိုကနိုင်ခြင်းနေပြီးသူများကအင်ရှင်လည်းဖြစ်ပြန်နေဟို ပြီးတော့လဲသူတို့ကလဲကောင်းကောင်းလေးဆော့ရတယ်ဗျာနော်စနစ်တကျကလဲရှိသေးတယ်ခံစစ်ကလဲတည်တည်ချာချာပြင်ဆင်လာရတဲ့အခါမျိုးတွေမှာပုံပြီးဆော့ရခက်တယ်ပြောရရင်အာဆင်နယ်အနေနဲ့တကယ်ကိုဘာမှမလုပ်နိုင်ခဲ့တာကျော်တို့တကယ်82မိနစ်အထိ82မိနစ်မှာကျော်အငဲကောင်ကိုးသွင်းခဲ့တယ်အဲ့မတိုင်ခင်အထိရဗျာကျော်တို့တိုက်စစ်မှာအလုပ်ဖြစ်တယ်ဆိုတော့မာရီမာရူကီရဲ့ individual skill တွေနဲ့တိုးခဲ့တာမျိုးတွေကောင်းခဲ့တာမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေကြောင့်တိုက်စစ်နိုင်ငံကြောင်နည်းနည်းပွန့်သွားတာမျိုးတွေရှိတယ် ပြီးရင်ကြောင့်ရော့ကရက်ရဲ့တိုးအားတွေနဲ့ကြားပါတာမျိုးတွေရှိတယ်။ကြံတဲ့အရာတွေမှာကကျွန်တော်တို့နောက်မှာအချိန်ကုန်လိုက်၊ကွန်းလယ်မှာပြက်လိုက်အဲ့လိုမျိုးတွေပြဟိုကွန်းလယ်မှာနည်းနည်းလေးခြောင်သွားတာဆိုရင်တော့ကျွန်တော်ကာလာဖီယိုရဝန်ဝန်ပြီးတော့ကူညီပေးပြီးတော့ဒီအဲ့ဒီကြက်နေတဲ့ space တွေကိုဖြဲထွက်ပေးလို့နည်းနည်းလေးတော်သေးတာကျွန်တော်ဒီဘက်မှာဆိုမိုင်းတို့လည်းပျောက်တယ်ဇူရီမန်ဒီလည်းပျောက်တယ် right down အဲ့လောက်ကြီးမဟုတ်ဘူးဒါပေမဲ့ right ကတော့သူ့ရဲ့ sort အားရဲ့သူ့ရဲ့အတွေ့အကြုံရဲ့ ။ तू อ่ะဗျာ right ကတကယ်မွေးရပါကို leadership skill ရှိတာမျိုးဗျာ။ကျွန်တော်ကတကယ်အဲ့လိုမျိုးမှာဒီဘက်မှာဆိုလဲဟိုဒုတိယပိုင်းမှာ तू အများကြီးကောင်းကောင်းကြီးပြန်လာနိုင်ခဲ့တယ်။ပထမပိုင်းတော့လည်းအရင်ကြီးရောမဆိုး तू ဒါပေမဲ့ तू လှုပ်အားနှုံးတော့ပဲမြင်ရတာ။အဲ့လိုမျိုးအနေထားတွေဒီညမှာကျွန်တော်တို့ချီးကျူးအောင်မှာဘီဘာကိုလည်းချီးကျူးအောင်မှာသူတို့ရဲ့ high presence ကစားတာတော့စိတ်ဆက်တေချာနေတာဗျာ။စပိန်အသင်းတွေကအလိုနီးစနစ်ပိုင်းတော်တော်လေးကျင်ရက်တယ်။ ခံစစ်ကိုကောင်းကောင်းဆော့ရတယ်ဆိုတာတကယ်ပဲသူတို့ကတချို့ပွဲတွေမှာသူတို့မဆော့ချင်လို့တာမဆော့ရင်မဆော့နိုင်မယ်ခံစစ်ကိုသူတို့ခံစစ်ဆော့လာပြီဆိုရင်စောင်းရမ်းမှာစောင်းရမ်းပိုင်နိုင်တာတကယ်ကိုဘရာဒါပျောက်ပျောက်လို့ဆိုမသိရင်သူတို့အက်တလက်တီကိုကြာနေတာအခုဆော့သွားတဲ့ခံစစ်ကကျန်းနာမှလည်းကျန်းနာရဲရဲဆက်ဆက်ပြီးရင်သူတို့ကျန်းနာတွေကဗလာတွေမပါဘဲနဲ့ဘောင်ထဲကနေမှလှုပ်လို့သွားတာပဲအဲ့လိုမျိုးတွေပေါ့နော်အဲ့ဒီအနေထားတွေကနေမှ တကယ်ကိုကျွန်တော်ကတော့လုံးဝမထင်ထားတော့တာဗျာနိုင်ကြနေတယ်52မိနစ်အထိပေါ့နော်တဖြည်းဖြည်းတဖြည်းတဖြည်းဖြည်းနဲ့လွယ်တော့ဘူးကျောင်းဒီသူ watch လောင်းမှာကြည့်နေတဲ့ browser တွေနဲ့လဲ1 z 0 1လို့ကန်ကောင်းပေါ့နော်တကယ်လဲကျွန်တော်အဲ့ဒါလက်ခံတယ်အဲ့ခါမှာကျွန်တော်တို့ဒါပုံမှန်လေးလေးဝန်ခံရရင် docker ထုတ်ပြီးတော့ process ကိုလဲလိုက်တာမျိုးကျွန်တော်မပျော်ရွှင်ခဲ့ဘူးအဲ့အဲ့လိုမျိုးကျွန်တော်တဘောမတူခဲ့ဘူးဒါကျွန်တော်ဝန်ခံတာဒါပေမဲ့ အဲ့ဒီလဲခဲ့တဲ့အတ္တရဲ့ပလန်ဘီကဆောင်းရမ်းမှန်ကန်ခဲ့တယ်ဆောင်းရမ်းအလုပ်ဖြစ်ခဲ့တယ်အားကြောင့်မို့လဲသူကျွန်တော်တို့စီးတူးနဲ့ပွဲပြီးမှနိုင်ခဲ့တယ်ဟို trust set နဲ့ martinelli ဒါလူသားဝင်ကစားသမား၂ယောက်ကအစ်စ်နဲ့ကိုတလဲစီလောက်ပြီးတော့စီးတူးဖြစ်သွားတာပေါ့နော်တကယ်ကိုအာဒီတာရဲ့ပလန်ဘီအလုပ်ဖြစ်ခဲ့လို့ကျွန်တော်တို့ဒီအသက်ရှူချောင်ခဲ့တာဗျာနော် ပြောရရင်ဒီပွဲနိုင်သွားတဲ့အတွက်လဲကျွန်တော်နောက်ပွဲတွေမှာ ACC လေးတွေဖြစ်သွားဒီလိုမျိုးအနေဓာတ်တွေဖြစ်သွားတော်တော်လေးကိုကျွန်တော်တို့အဖိုးတန်တဲ့အနိုင်သုံးမှတ်ကိုရရှိခဲ့တာကျွန်တော်တကယ်ကိုဟိုထိုက်တန်တဲ့သုံးမှတ်ကိုရယူခဲ့တာပေါ့နော်ပြီးရင်နောက်တစ်ခုကစကုတ်တခဲနဲ့ရယူခဲ့ရတဲ့သုံးမှတ်ဟိုပြောရရင်တော့လွယ်လွယ်ကူကူရခဲ့တဲ့သုံးမှတ်မဟုတ်ဘူးဗျာအဲ့ဒါလေးလည်းပြောရင်လည်းဘာလို့ဆိုတော့ကျွန်တော်တို့ရော့ကက်ကြီးလည်းခေါင်းကွဲတယ်မိုင်းနိုကြီးလည်းခေါင်းကွဲတယ်ကာလာဖျူကြီးဆိုရင်လည်း ရင်းထည့်လိုက်တာနောက်ကနေသူပြောရင်တော့ဖနှောင်းအောက်နားနည်းနည်းကြလို့ပေါ့နော်ဖြက်ကန်ခံရတာအဲ့ဒါမျိုးတွေကျွန်တော်တို့အများကြီးရင်းခဲ့ရတယ်ဆိုတော့ဒါကြီးပြောစရာရှိရဲ့ပြီးရင်ကျွန်တော်စိုက်ဘက်တွေက color view နဲ့တင်ပေါ်တော့တော်တော်လေးကောင်းတယ်ဆိုတာတောင်မှဒီပွဲမှာဟိုပြပါဟိုကကောင်းရင်တော်တော်လေးရှင်ဆော့ခဲ့ရတယ်အဲ့ဒီမှာခြွန်ထွက်နေရတော့ကျွန်တော်စောစောပြောရဲ mosque ရဒီပွဲရဲ့ကျွန်တော်ရဲ့ man of the match ကတော့ mosque ရဒါ channel martinelli တို့ ကတော့နော်အဘာပေါ့နော်နော်မဟုတ်တယ်မဆိုအဘာချက်ဝေးပေးခဲ့အောင်ပါဒီကောင်းလေးကကျေးဇူးတင်တယ်ဗျာနော်တကယ်ပဲအားလုံးကျေးဇူးပါပဲနော်ဟာဖွဲ့ပြီးသုံးသက်ချက်အနေနဲ့ကတော့ဒီလောက်ပါပဲနော်ကိုယ့်ရဲ့ထင်မြင်ချက်လေးကိုလည်းဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်လို့လည်းဖိတ်ခေါ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ဒါ Champion League အဖွဲ့ပွဲကတော့လှပသွားတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ပိုင်ဆိုင်သွားခဲ့ပါပြီအားလုံးကျေးဇူးပါပဲနော်ဟုတ်ကဲ့ကိုကျမ်းမိုက်ကိုလည်းယူဆကြပါလို့နော်